ဒီတစ်ပတ်မှာတော့ဗမင်းသင်ခကျွန်တော်တို့ပညာအမွေသင်ကြားပြသပေးခဲ့တဲ့လက္ခဏာပညာတွေအမှမှတ်သားကြရလေးတစ်ခုကိုအလားတစုံတစ်ခုမှတ်သားရလေအောင်တစုံတစ်ခုအကျိုးရလေအောင်လမ်းညွန်ပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒါလေးကဘာလေးလဲဆိုတော့ကျွန်တော်တို့လက်အစ်စ်ပေါ့နော်လက်ညိုးလက်ကလေးလက်တကြွယ်လက်တန်းလက်မအဲပြီးတော့ဒီလက်မအောက်ပေါ့အဲ့တော့အဲ့လိုပေါ့လက်ရဲ့ထိပ်ဖြားလေးတွေ နော်အမလက်လက်ညိုးဆိုတဲ့လက်ညိုးထိပ်ပြားလေးတွေလက်ကလေးဆိုတဲ့လက်ကလေးထိပ်ပြားလေးတွေအဲ့လိုထိပ်ပြားလေးတွေမှာသူဟာမုတ်မုတ်ဖောင်ဖောင်လေးလေးဖြစ်နေမယ်ပြီးတော့အယောင်လေးရတယ်ဟာပန်းယောင်လေးပေါ့နော်အယောင်လေးရပန်းယောင်လေးတန်းနေမယ်ရဲရဲလေးဖြစ်နေမယ်ဆိုရင်ဒီမိတ်ဆွေတွေကဘဝမှာအလုတ်ကန်ငွေကြီးအခွင့်လန်းပေါ်များတယ်အောင်အောင်မြင်မှုရလွယ်ကူတယ်ပတ်မိုးမဲ့သူတွေအထောက်ပံ့နေတယ် များတယ်ရှိတယ်အဲအဲ့ဒီလိုမျိုးပေါ့နော်နောက်ပြီးသူတို့မှာစိတ်ညစ်ရတဲ့ပူပန်စရာရှိတယ်ဆိုလဲခဏပဲအဲ့တော့စိတ်ညစ်ပူပန်ရတဲ့အခက်ခဲတွေကိုခဏလေးနဲ့ဖြေရှင်းနိုင်တယ်ပေါ့နော်ပြီးတော့အဆင့်တန်းတစ်ခု level တစ်ခုအဲ့ဒါဂုံသိက္ခာတစ်ခုအနေဓာတ်တစ်ခုအစ်စ်မြင့်တဲ့အခြေအနေမျိုးရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုဒီကနေ့ပြမှာဖြစ်ပါတယ်အဲ့တော့ဒီမြင်းကြောင်းလေးပေါ့နော်ဒီလိုနေရာလေးတွေပေါ့ เนาะအဲ့တော့လက်တန်းနေရာမှာအဲ့လိုဖြစ်နေမယ်ဒီလိုဒီလိုနေရာမှာဟုတ်လားလက်လက်တကျယ်ဆိုလဲဒီမှာဒီလိုမျိုးအဲ့လိုမျိုးလေးဒီနေရာလေးတွေလက်ကလေးဆိုလဲအခုလိုလိုလက်ကလေးထိတ်ဒီလိုနေရာလေးတွေเนาะအဲလက်ညိုးဆိုလဲလက်ညိုးရဲ့ဒီလိုနေရာလေးတွေပေါ့เนาะအဲ့လိုနေရာလေးတွေလက်မဆိုလဲလက်မထိတ်ဒီလိုနေရာလေးတွေเนาะဒီနေရာလေးတွေအဲ့တော့လက်လက်မကြီးအောက်ဒီလိုနေရာပေါ့နောက်ဝိုင်းပြရတဲ့နေရာလေးတွေပေါ့เนาะ မြေပြင်နဲ့ဝိုင်းပြထားတဲ့နေရာတွေအဲ့တော့အဲဒီလိုနေရာတွေမှာလက်အဝါပိုင်ရှင်ကဟာလာမိုးမိုးဖောင်ဖောင်လေးတွေဖြစ်နေမယ်လက်ကလေးကရဲရဲလေးဖြစ်နေမယ်နှင်းစီပန်းရောင်လေးတွေပေါ့နော်ပန်းရောင်လေးပန်းနုရောင်လေးသန်းနေမယ်ဆိုရင်သူတို့ဘဝမရှင်းရပါဘူးအဲဒီလိုတွေကဆင်းရဲလဲခဏပါပဲအဲ့တော့ဆင်းရဲလဲပျော်ပျော်မဲနေနိုင်စားနိုင်တဲ့နေရာမှာပါတယ်အဲ့တော့သူတို့သွားပြီးတော့ short တွက်လို့တော့မရဘူးဒါဘာမှမရှိပါဘူးဘာအဲ့လိုမျိုးသွား short တွက်လို့မရဘူးသူတို့က ဖြစ်ကျင်ချက်ချင်းထားဖြစ်တာဒီနေ့ပဲမွဲနေတယ်မနာပါညာဒုံးစုချမ်းသာသွားတယ်ဆိုတာမျိုးဒီနေ့ပဲဘဝပြတ်သွားတယ်နောက်နေ့ကျချက်ချင်းချမ်းသာသွားတယ်အဲ့ဒါမျိုးအဲ့တော့သူတို့သူတို့မှာလူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တခြားအဆောင်လျှောက်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အဲ့လိုပုဂ္ဂိုလ်တွေဆိုတာရှိတယ်ဘာသာရေးလို့လို့ရှိရင်အဲ့အဆောင်လျှောက်ပုဂ္ဂိုလ်တွေကပို့ပြီးတော့ကိုညီမသာတာမျိုးတွေအဲ့ဒါလာပြီးတော့ကို့အကြံကောင်းညံကောင်းပေးတာလမ်းညွန်တိုက်တွန်းတာမျိုးတွေသူတို့ရှိတယ်အဲ့တော့ဆင်းရဲခဲ့တယ်ဆင်းရဲတာနည်းတယ်အဲ့သူတို့ဘဝမှာ အကြီးဆုံးကြုံရတဲ့အခက်အခဲမရှိဘူးလားရှိတယ်။သူတို့အဲဒီအကြီးဆုံးကြုံရတဲ့အခက်အခဲကလည်းတခါနှစ်ခါတစ်ခုနှစ်ခုလောက်ဖြစ်ပြီးနောက်ပိုင်းမှာအေးစေသွားပြီပေါ့နော်။အဲ့တော့အဲ့ဒီလိုလက်ဝါးလေးရဒီလက်လက်ချောင်းလေးတွေပေါ့နော်လက်ချောင်းလေးတွေရဲရဲမှုမှုဖောင်းဖောင်းလေးတွေနဲ့ဟာလားနှင်းစီအောင်ပန်းအောင်လေးတွေတန်းနေမယ်ခက်ရဲရဲလေးဖြစ်နေမယ်ဆိုရင်ဒီလူတွေဟာကြီးပွားတိုးတက်ဖို့ဟာမြန်တယ်တိလွယ်တက်လွယ်တယ် ဆိုတဲ့လူတွေလို့ပြောလို့လည်းရတယ်နောက်တစ်ခုကဘဝမှာဒီလူတွေကကံကောင်းမှုတွေသူတို့မှာခဏပြီးခဏတစ်ခုပြီးတစ်ခုကြုံတတ်တယ်အစင်မပြေလဲခဏပဲဒုက္ခရောက်လဲခဏပဲဆိုတာမျိုးဖြစ်တတ်တယ်အဲ့တော့ဒီလူတွေကဇွဲတာကောင်းပဲဗောနော်ဇွဲရလဲကောင်းတယ်ဝိရိယလဲရှိတယ်ဆိုရင်တော့သူများထက်စောပြီးတော့ကိုလုံနေတဲ့ကိုရဲ့လောကနယ်ပယ်မှာလုပ်ငန်းခွင်မှာသူများထက်ယာရူးကြီးတာရှေ့ကိုတိုးရောက်တာမျိုးတွေဖြစ်တတ်တဲ့ အမှတ်အသားတင်ငိတာတွေဖြစ်ပါတယ်လို့ကျွန်တော်တို့ပြောရင်ဒီစပတ်ရဲ့လက္ခဏာကဏ္ဍကိုဒီနေရာမှာကျွန်တော်တို့အဆုံးသတ်ပါရစေနောက်တစ်ပတ်မှာကျွန်တော်ပြန်ဆုံပါမယ်အားလုံးကျေးဇူးတင်ပါတယ်